မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဒီမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ခလေးတွေအတွက်လဲနဲ့လဲအသုံးအနှုံးလေးကိုဆက်လက်ပြီးသင်ပေးသွားမှာ ဖြစ်ပါတယ်ဒီနှစ်ခုကမှတ်တတ်ပါတယ်မြန်မာစာအတိတ်ပဲလဲမတူပါဘူးလဲနဲ့လဲ လဲဆိုတော့အသုံးအနှုန်းကတော့เนาะစကလုံးလေးတွေကအတူတူဖြစ်ပြီးတော့ဒါပေမဲ့เนาะဒီပေါင်းဝင်နေတဲ့เนาะပေါင်းဝင်လှုပ်ဆောင်မှုတွေမှာအတူတူ ဖြစ်တယ်ဆိုတော့ကိစ္စတွေမှာလဲလဲကိုသုံးနေထက်ကထက်ကပေါင်းဝင် နေထက်ကထက်ကလှုပ်တယ်ဆိုတဲ့နေရာတွေမှာလဲလဲကိုသုံးနေနောက်တစ်ခုကအပြန်လန်ပြောတဲ့နေရာတွေမှာလဲလဲကိုသုံးနေ ဒီလဲကတော့မေကွန်းမေးတဲ့နေရာမှာတုံးတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းခလေးတွေဟာ မေကွန်းမေးတဲ့နေရာမှာဒီလဲနဲ့မမေးဘဲနဲ့ဒီလဲတွေနဲ့ပဲမေးနေတတ်ကြတာဖြစ်ပါတယ်ဒါအမှားတတ်တဲ့အမှားတွေပါတေချာလေးပြုတ်ပြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီလဲလေးအတုံးနဲ့ဒီလဲအတုံးလေးတွေကိုဥပမာလေးအနေနဲ့နည်းနည်းလေးပြောပြပေးခြင်းပါတယ်ဒီလဲအတုံးเนาะ လက်အသုံးကတော့နော်ပထမဆုံး तू ကဘယ်လိုသုံးလဲဆိုတော့စကလုံးလေးတွေဟာအတူတူဖြစ်တယ်နော်အတူတူအတိတ်ပဲကလည်းအတူတူဖြစ်တယ်နော်ဥပမာအဖြစ်ကြည့်မယ် तू ကော်ဖီတောက်တယ်ကျွန်တော်လည်းတောက်မယ်နော်ကော်ဖီကို तू တောက်တယ်ကျွန်တော်လည်းတောက်မယ်ဒါကဘာလဲဆိုတော့နော်အတိတ်ပဲအတူတူဖြစ်တယ် ဒါပေမဲ့ပါဝင်နဲ့လူနော်ကွဲပြားနေတယ်။ तू ကော်ဖီတောက်တယ်ကျွန်တော်လည်းတောက်မယ်။နော်ကော်ဖီကို तू တောက်တယ်လို့ကိုလည်းတောက်မယ်။ဒါဆိုရင်နောက်ထပ်တစ်ခုကြည့်အောင်မိုးရွာနေတယ်။အင်ဂျီတွေလည်းစိုးနေတယ်။ဒီနေရာကိုကြည့်မယ်ဆိုရင်မိုးကတော့ရွာနေတယ်။နော်မိုးရွာနေတယ်။ အကြောင်းအရာတူညီနေတယ်အတိတ်ပဲတွေလည်းတူညီနေတယ်မိုးရွာနေတယ်မိုးရွာလို့ဘာဖြစ်လဲအင်ကြီးတွေလည်းစိုးနေတယ်တဲ့ဒါလဲလေးအသုံးလေးပေါ့နော်ကဲနောက်တစ်ခုကထက်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 ပြီးတော့ပါဝင်တဲ့အသုံးအနှုံးလေးတွေနော်ဥမာအမေကနေပြီးတော့ရင် နော်သားကိုပြောလိုက်တယ်စာလဲကျဲကစားလဲကစားစာလဲစား ဒါကဘာလဲဆိုတော့နော်ဒီလဲဆိုတဲ့အတုံးအနှုံးဟာထက်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 ပြီးတော့နော်တစ်ချိန်ထဲမှာပဲနော်ထက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 ်ပြီးတော့နော်လောက်ရမယ်ဆိုတဲ့နော်အတုံးအနှုံးကိုတုံးသွားတာစားလဲကျဲကစားလဲကစားစားလဲစားစားကိုလဲကျဲကစားလဲကစားပါစားလဲစားပါအမေကပြောတာနော်အဲ့ဒါကဘာလဲဆိုတော့ဒီလဲအတုံးနှုံးလေးอ่ะနော်ထက် ထက်ထက်ပြီးတော့ထက်တလဲလဲထက်ပြီးတော့ပါဝင်မှုကိုနော်စာကြောင်းလေးထဲမှာတုံးသွားတာစာလဲကျဲကစားလဲကစားစာလဲစာကဲတော့ဆိုရင်နောက်တစ်ခုကြည့်အောင်နော်သူကစာလဲကြက်တယ်အလုတ်လဲလုတ်တယ်နော်ဒါလဲဘာလဲဆိုတော့เนาะထပ်ပြီးတော့ပါဝင်မှုလေးကိုပြောပြသွားတာသူကစာလဲကြက်တယ်เนาะ အလုံလဲလုတ်တယ်သူတယောက်တည်းပဲလုံနေတာစာလဲကြက်တယ်အလုံလဲလုတ်တယ်ဒါထပ်ပြီးတော့နော်ပဝင်မှုကိုဖော်ပြနေတဲ့နေရာမှာဒီလဲလေးကိုတုံသွားတာလေးကိုပြောတာဖြစ်ပါတယ်ကဲနောက်တစ်ခုကြတော့နော်အပြန်လန်ပြောတဲ့နေရာတွေမှာတုံးတာဘလို့အပြန်လန်သုံးလဲဆိုတော့မိုးရွာနေတော့သွားရင်လဲသွားမသွားရင်လဲမသွားနဲ့ ဒါကเนาะအပြန်အလှန်ပြောတယ်စကလုံးမိုးရွာနေတော့သွားရင်လဲသွားမသွားရင်လဲမသွားနဲ့ကဲနောက်တစ်ချောင်းကြည့်အောင်မင်းသွားမယ်ဆိုရင်ငါလဲသွားမယ်ဒါတယောက်နဲ့တယောက်အပြန်အလှန်ပြောတဲ့နေရာလေးမှာလဲဒီလဲကိုသုံးသွားတာမင်းသွားမယ်ဆိုရင်ငါလဲသွားမယ်မိုးရွာနေတော့သွားရင်လဲသွားမသွားရင်လဲမသွားနဲ့ဆုံးဖြတ်ခိုင်းတာ မင်းသွားမယ်ဆိုရင်ငါလည်းသွားမယ်ဒါအပြန်လန်ပြောတဲ့နေရာလေးတွေမှာ သုံးတာကဲဒါလေးကတော့ဒီလဲဆိုတဲ့အသုံးအနှုန်းလေးကိုနော်သုံးသွားတာလေးကို ပြောပြခဲ့တာဖြစ်ပါတယ်ဒီလနောင်ပြင်လဲရတော့ရှင်းတယ်သူကတော့မေကုံမေးတဲ့နေရာတွေမှာပဲသုံးတယ်ဥပမာအဖြစ်မင်းဘယ်ကိုသွားမလို့လဲမင်းဘယ်တော့ကပြန်ရောက်လဲ ဒါလေးကဥပမာလေးအနေနဲ့ပဲပြောပြပေးသွားတာเนาะကိုယ့်ဘာသာကိုစာဒီမေးခွန်းမေးတဲ့နေရာလေးတွေမှာကြံတဲ့စကားလုံးလေးတွေနဲ့သုံးသွားလို့ရတယ်။မင်းဘယ်ကို သွားမလို့လဲ။မင်းဘယ်တုန်းကပြန်ရောက်လဲ။မှတ်ထားမှာတော့ဒီလဲတီမေးခွန်းမေးတဲ့နေရာကိုမှာပဲသုံးတာဖြစ်ပါတယ်။ ကဒီနဲ့ပြောပြပေးခဲ့တာကတော့လဲနဲ့လဲရဲ့အတုံးလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်